သီလနဲ့ခန္ဓာကိုယ်ဘယ်ဟာကပို့ပြီးတော့တန်ဖိုးရှိတယ်လဲဆိုခန္ဓာကိုယ်ကြီးကတန်ဖိုးရှိတာမဟုတ်ဘူးတကယ်ရတော့ဒုရီယခန္ဓာကိုယ်တန်ဖိုးမရှိဘူးဆိုတာစဉ်းစားကြည့်ဒုရီယနေစနေအမြတ်ဩမင်းတဲ့ဘက်ကိုသွားနေတာခန္ဓာကိုယ်ရဲ့တန်ဖိုးကတကယ်တန်ဖိုးမဟုတ်ဘူးရုပ်ခန္ဓာကိုယ်ကြီးကမွေးဖွားလာပြီးတဲ့နောက်မှာ7နှစ်7နှစ်နဲ့ ပြောင်းလဲလာလိုက်တာသက်၄60ရောက်သွားရင်နော်ပုံမင်းကြီးရောလာပြီးနောက်ဆုံးမှာဖြစ်ထားခဲ့ရတဲ့အနေအထားပဲရောက်တယ်ဒီတည်းယူသွားเสียဆိုတာတခုမှဖြစ်ဘူးခန္ဓာကိုယ်ကထွက်တဲ့အရာတွေချင်းနဲ့တင်းထားเสียတခုမှမဖြစ်ဘူးတံပိုးရှိတဲ့ယရနာခန္ဓာကိုယ်ထဲမှာရှိမှမရှိဘူးသက်ရှင်နေတာလေးပဲသာရှိတာအဲ့ဒီလိုခန္ဓာကိုယ်ကြီးကရနိုင်တဲ့ တမိုးရှိတဲ့အရာစွာပုံမှန်အဖြစ်ရနိုင်တာမဟုတ်ဘူးခန္ဓာကိုယ်အကြောင်းပြုပြီးတော့တီလာဆောင်းလိုက်တယ်ဆိုရင်တော့ဒီတီလာဟာအနှစ်သာရဖြစ်သွားပြီခန္ဓာကိုယ်ကြီးကအနှစ်သာရမဟုတ်ဘူးတီလာကအနှစ်သာလူရဲ့ခန္ဓာကိုယ်ဆိုတာနေစဉ်နဲ့အမျှလူရဲ့ရုပ်ဆင်းဆိုတာတမိုးကကြာဆင်းသွားတာပဲကြာမှုတယ်မဟုတ်လားရွှေတနေ့ဝေတနေ့ဆိုတဲ့စကား လူတွေကအတိတ်ပဲကောက်လွဲနေတယ်ရှိတနေ့ငွေတနေ့ဆိုတာအများနားလေနေကြတာဘလို့နားလေတော့ဆိုအေးအသက်ကြီးလာရင်ကောင်းတဲ့နေ့ကောင်းတယ်မကောင်းတဲ့နေ့မကောင်းအဲ့ဒါဟိုရှိတနေ့ငွေတနေ့လို့ပြောနေကြတယ်အမှန်အဲ့ဒီအတိတ်ပဲမဟုတ်ဘူးနော်ရှိတနေ့ငွေတနေ့ဆိုတာဒီကနေ့ရွှေနဲ့တန်တော်လဲလက်ဖြံကြတော့ငွေပဲတန်တော့နောက်တနေ့ကြတော့ကြီးနောက်တနေ့ကြတော့မြေး နောက်တနေ့ကျတော့အလကားတောင်တန်မိုးမရှိဘူးဆိုရင်အဓိပ္ပာယ်မျိုးဆိုလိုတာရောချသွားတဲ့အဓိပ္ပာယ်တန်မိုးရောတာကိုပြောလိုတာနော်သို့တော်ဖိုးကြီးမယ်ကြီးဖြစ်လာတဲ့အခါကျတော့နေကောင်းလားဆိုတော့ဩသက်ကြီးလန်ရွှေတနေ့ငွေတနေ့မဟုတ်ဘူးရွှေဖြစ်တဲ့နေ့ဆိုတော့မရှိတော့ဘူးနော်အဲ့ဒါပဲလာတဲ့စကားတော့ဆိုဥရိယပတ္တဆက်တော်လာတဲ့စကား နော်ရွှေတနင်းငွေတနေစာဥရိယပတ္တဇတ်တော်လာတာ